မင်္ဂလာပါပစွန်လုံးလုံးဖို့အတွက်ပစွန်လုံးကိုနှစ်မျိုးကျွန်တော်အသုံးပြုထားပါတယ်တဝက်ကိုအတုံးလေးလီထားပြီးတဝက်ကိုကျွန်တော်ထောင်းပါမယ်ကြိတ်လို့လည်းရပါတယ်အခုလိုထောင်းလာတာညက်သွားပြီဆိုရင်ထိုင်းငရုတ်ဒီအနှစ်အဆိုးကိုကျွန်တော်အသုံးပြုပါမယ်မရှိဘူးဆိုရင်ငရုတ်ဒီနဲ့ကျက်သွန်အဖြူနီကိုထောင်းပြီးထည့်ပေးပါအရသာမဟုတ်စာငရုတ်ကောင်းဖို့အနေငယ်ကျက်ဥတလုံးကိုဖောက်ထည့်ပေးပါ ဒီနေရာမှာနှုတ်စိမ့်လည်းတုံးလို့ရတယ်လို့အုံလို့လည်းတုံးလို့ရပါတယ်ကျွန်တော်ကတော့နှုတ်စိမ့်ကိုအသုံးပြုထားပါတယ်ထောင်းလို့ပြီးွားပြီဆိုတော့မှကျွန်တော်တို့နောက်ပိတ်ဆုံးမှာလှီးထားတဲ့ပစုံအတုံးလေးတွေကိုထည့်ပေးပါဒါကတော့ပေါမို့ကျွတ်မို့ကိုကျွန်တော်အသုံးပြုထားတာပါမရှိဘူးဆိုရင်ကျွန်တော်တို့အကြော်မုတ်လေးအနေငယ်ထည့်လို့ရပါတယ်အများကြီးထည့်စရာမလိုပါဘူးကျွန်တော်ကပေါမို့ကျွတ်မို့ကိုအသုံးပြုထားတာပါ ကြော်တဲ့အခါမှာမီးနည်းနည်းလေးနဲ့ကြော်သွားပေးပါမီးများသွားရင်ကျွန်တော်တို့ရဲ့ပစုံလုံးကြော်အားစားလို့မကောင်းသလိုအယောင်လည်းမလှသလိုလုံးဝလုံးဝကိုမကောင်းပါဘူးမီးနည်းနည်းလေးနဲ့အခုလိုမကြမကြဟိုဘက်ဒီဘက်လှန်သွားပြီးသွားပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့ပစုံလုံးကြော်လေးဟာအရသာရှိရှိနဲ့အယောင်လှလှလေးနဲ့အရင်ကြီးကိုစားလို့ကောင်းသွားမှာပါ ျွန်တော်ကြော်လာတာတော်တော်လေးကြာပြီဖြစ်တဲ့အတွက်အခုလိုမျိုးအယောင်လေးရဲသွားပြီဆိုရင်တော့ကျွန်တော်ရပါပါပြီအခုကြော်ပြတဲ့ပစုံလုံးကြော်ဟာကျွန်တော်တို့ကြော်စားနေကြကြော်တဲ့အရာသာနဲ့မတူဘဲနဲ့လုံးဝကိုထူကြပါတယ်နှုတ်စိမ့်ထဲတာနဲ့အုံနှုတ်ထဲတာနဲ့ဘေးဟာပိုကောင်းလဲဆိုရင်တော့ကျွန်တော်စိတ်ထင်အုံနှုတ်ထဲတာပိုပြီးစားလို့ကောင်းပါတယ်တကယ်လို့အုံနှုတ်နဲ့မတည့်ဘူးဆိုရင်တော့နှုတ်စိမ့်နဲ့ထဲပါကျွန်တော်လက်ရှိထဲထားတာကတော့နှုတ်စိမ့်ဖြစ်ပါတယ် ဝယ်စားရင်တော်တော်ကြီးကိုစေးကြည့်ပါတယ်တလုံးတလုံးကိုအများကြီးပေးရပါတယ်အဲ့ဒီအကြောင်းကိုရင်ကြော်စားကြည့်ပါအရင်စားကောင်းတဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေခြင်းဖြစ်